ဒီကနေ့ဖတ်ပြပြီးမဲ့ဆောင်းပါးကတော့ဘဝပြည်နယ်အပေါ်တရုတ်ဩဇာလွန်မှုမှုဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ဘဝပြည်နယ်အပေါ်တရုတ်ဩဇာလွန်မှုမှုမြန်မာနိုင်ငံမြောက်ပိုင်းတရုတ်နယ်စပ်မှာတရုတ်လူမျိုးတွေနဲ့ဘဝနေထိုင်မှုပုံစံတူညီတဲ့ဘဝလူမျိုးတွေနေထိုင်ရာဘဝပြည်နယ်တည်ရှိပြီးတရုတ်နိုင်ငံနဲ့နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ နောက်ထပ်တစ်ကပောက်တစ်ခုလည်းဖြစ်ပါတယ်။ဘဝဒေတာတွင်းမှာတရုတ်ရွာငွေကိုအ धिक ငွေကြေးအဖြစ်အသုံးပြုနေပြီးတရုတ်စကားကိုသာကြည်ကြဲပြန့်ပြန့်ပြောဆိုကြပါတယ်။မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးမှာလည်းတရုတ်ကွန်ရက်တွေကိုချိတ်ဆက်အသုံးပြုထားပြီးဝါပီနယ်မှာအစိုးရမဟုတ်တဲ့တိုင်းပြည်ရဲ့အကြီးမားဆုံးဝါပီသွေးစည်းညီညွတ်ရေးတပ်မတော် UWSA လည်းရှိနေပါသေးတယ်။ လွန်ခဲ့တဲ့2019ခုနှစ်ဧပြီလမှာတော့ UWS ရဲ့ငင်းချမ်းရေးနှစ်30ပြည့်အခမ်းအနားကို၃ရက်ကြာကျင်းပခဲ့ပါတယ်။အဲ့ဒီစီရေးပြအခမ်းအနားမှာဝပီနယ်ရဲ့ဥက္ကဋ္ဌဦးပေါ့ယူချမ်းကကိုပိုင်အုပ်ချုပ်ခွင့်ရပီနယ်ဆိုတဲ့ပန်းနိုင်ကိုရောက်ဖို့အတွက်မိမိတို့ဘဝတွေမိမိတို့အသက်တွေကိုစတေးဖို့ကျွန်းစုံနေမှာမဟုတ်ဘူးလို့ဂရီးပြုပြောဆိုခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူနည်းစုဆိုင်ရာနောက်ခံသမိုင်းကြောင်းဒုတိယကမ္ဘာစစ်အပြီးမှာတော့မြန်မာနိုင်ငံကိုဗြိတိရှားတွေလက်အောက်ကလွတ်မြောက်ပြီးစီးလုံးညီညွတ်တဲ့တိုင်းရင်းသားလူမျိုးစုပေါင်းစုံနေထိုင်ရာနိုင်ငံဖြစ်လာအောင်ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူရှမ်းကချင်နဲ့ချင်းတိုင်းရင်းသားခေါင်းဆောင်တွေပါဝင်တဲ့ဂျားဖြတ်အစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့နေဆက်ဒေတာတွေကို ကိုပိုင်အုပ်ချုပ်ခွင့်အပြည့်အဝပေးမဲ့ပြည်လုံးစာချုပ်ကို1948ခုနှစ်မှာလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းဗိုလ်ချုပ်ဆန်းအပါအဝင်လက်မှတ်လွတ်လပ်ရေးကိုအရယူပေးမဲ့ခေါင်းဆောင်တွေဟာစာချုပ်ချုပ်ဆိုပြီး၅လအတွင်းမှာပဲလောက်ကျန်တက်ဖြတ်ခံခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းဗိုလ်ချုပ်ဆန်းကိုဆက်ခံတဲ့ဦးနုက လူနည်းစုတိုင်းရင်းသားအရေးကိုမတူကွဲပြားတဲ့ချင်းကပ်မှုအမျိုးမျိုးနဲ့ဖြည့်ရှင်းဖို့ကြိုးပမ်းခဲ့ပါတယ်။ဥနုကအရင်ဂရီးကူဝတ်တွေအတိုင်းပီနယ်ရီရဲ့ခွဲထက်ခွင့်ကိုအတိအမှန်မပြုခဲ့ပဲခွဲထွက်သူဟာပြောင်စုဖြိုကွဲမဲ့ရန်သူတွေဖြစ်တယ်ဆိုပြီးရှုမြင်လာခဲ့ပါတယ်။1962ခုနှစ်မှာတော့ဗမာအများစုကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။ ပင်လုံစာချုပ်ကနေတွေ့ဖြီသွားတဲ့ဒီလို့ရဲ့ကြောင့်လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ပူပြီးဒေါသထွက်ခဲ့ကြပါတယ်။ဒါကြောင့်လဲကိုပိုင်အခွင့်အရေးအတွက်လက်နက်ကန်တိုက်ပွဲဝင်ရာကနေမပြီးဆုံးတဲ့ပြည်ပခတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။နေ့အတော်ကြာတဲ့တိုက်ပွဲတွေအပြီးမှာတော့ဒီမိုကရေစီအတွက်ပနာမချီလန်အဖြစ်လက်နက်နဲ့ငင်းချမ်းကြီးလဲလှယ်ခဲ့တဲ့အတွက်လက်နက်ကန်အရေးအတွက်တိတိတသာချဆင်းသွားခဲ့ပါတယ်။ ဝပီနယ်မှာတရုတ်နိုင်ငံရဲ့ဆွဖက်မှု1950ပြည်လူနှစ်တွေကစပြီးဝဒေသအတွင်းမှာတရုတ်တွေရှိနေခဲ့ပြီးဖြစ်ပြီး တပြေးပြေးချင်းဝဒေသမှာတရုတ်တွေရဲ့ဩဇာလွှမ်းမိုးလာခဲ့ပါတယ်။တရုတ်ပြည်ရင်းစစ်ကာလအတွင်းကူမင်တန်တပ်တွေကယူနန်ပြည်နယ်ကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ရမှာမအောင်မြင်ခဲ့တဲ့နောက်ပိုင်းအဆုံးအရှုံးတွေနဲ့အတူဝါတောင်လန်းဒေသတွေစီစုခွာထွက်ပြေးခဲ့ကြရပါတယ်။ အဲ့ဒီအချိန်ကာလတွေမှာပဲတရုတ်နိုင်ငံကဗမာပြည်ကွန်မြူနစ်ပါတီကိုထောက်ခံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုထောက်ခံလိုက်ရတာကလည်းကွန်မန်တန်အဖွဲ့တည်ရှိနေခြင်းကြောင့်ဖြစ်ပြီးဒါကပဲတရုတ်နိုင်ငံရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဗမာပြည်ကွန်မြူနစ်ပါတီကမြန်မာအစိုးရကို ပြန်ပြီးတိုက်ခိုက်ခဲ့ချိန်မှာလည်းတရုတ်ကဗမာပြည်ကွန်မြူနစ်ပါတီကိုစစ်ရေးအကူအညီလက်နက်နဲ့စစ်ဝတ္တန်စာတွေကို 1968ခုနှစ်ကနေ1989ခုနှစ်အတွင်းထောက်ပံ့ပေးခဲ့ပါတယ်။ဥပမာပြောရရင်ချင်းချင်းစစ်သားတွေဟာတရုတ်နိုင်ငံကစစ်ရနဝန်ထမ်းတွေဖြစ်ပြီးတရုတ်ရဲ့လက်နက်ပံ့ပိုးမှုတွေကြောင့်မြန်မာနိုင်ငံရဲ့ကြောက်စရာအကောင်းဆုံးလက်နက်ကင်တပ်ဖြစ်လာခဲ့ပါတယ်။ဗမာပြည်ကွန်မြူနီပါတီကိုဖျက်သိမ်းပြီးသွားတဲ့တိုင်အောင်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုတွေကစပီးတရှိနေစေပါ1989ခုနှစ်မှာတော့ ဗမာပြည်ကွန်မြူနတီပါတီဟာ UWSA အပါအဝင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်း၄ဖွဲ့အဖြစ်ကွဲထွက်သွားပြီးနောက်ထပ်ပုံစံတစ်ခုအဖြစ်နဲ့ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ဗမာပြည်ကွန်မြူနတီပါတီရဲ့လက်ထောက်ဥက္ကဋ္ဌအပါအဝင်ပါတီဗဟုအဖွဲ့ခေါင်းဆောင်တွေဖမ်းဆီးခံခဲ့ရပြီးတရုတ်ပြည်ပို့ဆောင်ခံခဲ့ရပါတယ်။ဗမာပြည်ကွန်မြူနတီပါတီရဲ့အဓိကယုံမှာတရုတ်နိုင်ငံကအဓိကကျတဲ့အခမ်းကဏ္ဍနေပါဝင်ခဲ့တယ်လို့ယုံကြည်ရပြီး ါတီခေါင်းဆောင်ပိုင်းတွေအားလုံးအငိမ့်စားယူပြီးတရုတ်နိုင်ငံမှာနေထိုင်ကြဖို့လျှုပ်ကကန့်လန့်ခဲ့တယ်လို့လည်းယုံကြည်ရပါတယ်။အဓိကအကြောင်းရင်းတွေထဲမှာတရုတ်တွေအနေနဲ့မြန်မာနိုင်ငံစီကိုတော်လှန်ရေးအတွေးခေါ်တွေဆက်ပြီးတင်ပို့ဖို့မရည်ရွယ်ထားတဲ့အတွက်ကြောင့်ပါ။အဲ့ဒီအစားအပွင့်မူဝါဒသဘောတရားကြောင့်တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့အရင်းအမြစ်တွေကိုအသုံးချနိုင်အောင်မြန်မာနဲ့နေဆက်မှာ ကွန်ကရစ်ရေးဖွင့်လှစ်ဖို့ကမျှော်လင့်ထားခဲ့ပါတယ်။မြန်မာစစ်အာဏာရှင်တွေကလည်းအပြစ်အခက်ရစဲရေးသဘောတူညီချက်ကိုကန့်လန့်ပြီးအခွင့်အရေးအရယူဖို့ခြေလှမ်းပြင်ခဲ့ပါတယ်။အစ်စ်ပြန်လဲဖွဲ့စည်းထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကိုကိုပိုင်စစ်တပ်နဲ့ကိုပိုင်နယ်မြေတွေပြန်ပြီးတင်းစီဖို့စစ်တပ်ကခွင့်ပြုပေးမယ်။အစိုးရတပ်တွေကိုတော့မတိုက်ကြိုက်ဖို့လိုပါတယ်။ဒါကြောင့်လဲ1996ခုနှစ်မှာခွန်စာက နေမီတချို့တင်ပိုက်ခဲ့တာအပါအဝင် UWSA ကလည်းကိုပိုင်နေမီထူထောင်ခဲ့ပါတယ်။စီးပွားရေးအရာကြီးမယ်ဆိုရင်လည်းတရုတ်ကုမ္ပဏီတွေကလေယာထွက်ကုန်တွေအတွက်ဝါဒီတာမှာခြေကုပ်ယူခဲ့ပါတယ်။၂009နဲ့2014ခုနှစ်အတွင်းရွာဘာတံပရာတရုတ်ရိုးရာလက်ဖက်ပင်နဲ့တတိဝလံတွေကိုဟက်တာတစ်ထောင်ကျော်စိုက်ပျိုးခဲ့ပါတယ်။စီးရေးအရာဆိုရင်လည်းတရုတ်နိုင်ငံက UWS ကိုစက်တနတ်တွေတန်ချက်ကရင်တွေအမြောက်တွေနဲ့လေကြောင်းရံကာကွယ်ရေးစနစ်တက်ဆင်ထားတဲ့ HN5A လက်နက်တွေတိတ်တဆိတ်ထောက်ပံ့ခဲ့ပါတယ်။တရုတ်တွေရဲ့စစ်ဖက်မှုကဝါပီနဲ့တကူတည်းအတွေ့မဟုတ်သလိုမြန်မာအစိုးရလည်းပါဝင်ပါတယ်။1990ပြည်လွန်နှစ်တွေမှာတော့အနောက်ရဲ့အေးအေးယူပိတ်ဆို့တန်ခတ်မှုတွေကြောင့်မြန်မာအစိုးရပေါ်တရုတ်ရဲ့စစ်ဖက်မှုတွေပိုပြီးတိုးမြင့်လာခဲ့ပါတယ်။ 1948အရေးခင်းမှာလဲမြန်မာစစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့်စစ်အေးခေတ်လွန်ကာလတွေမှာမြန်မာစစ်အာဏာရှင်တွေအပေါ်နိုင်ငံတကာကကြိုးခိုင်းခဲ့ပြန်ပါတယ်မြန်မာစစ်တပ်အနေနဲ့လျှို့နဲ့ညီညီကကဆက်ဆံရုံမှတပါတခြားရွေးချယ်စရာမရှိတော့ပါဒါကြောင့်လဲစီးပွားရေးအရာရောနိုင်ငံရေးအရာပါလျှို့အပေါ်အလွန်အမင်းမိခိုခဲ့ရပါတယ် တရုတ်ဆွဖက်မှုအတိုင်းတာနဲ့အကြောင်းပြချက်များ UWSA နဲ့တရုတ်နိုင်ငံရဲ့ဆွေးနွေးပွဲတွေကတဆင့်မြမပြည်တွင်းရေးပြဿနာတွေကိုတရုတ်ကဖြေရှင်းပေးလိုပုံပေါ်ပါတယ်။2023ခုနှစ်မှာကျင်းပခဲ့တဲ့မြမငင်းချမ်းရေးဆွေးနွေးပွဲကိုတရုတ်နိုင်ငံရဲ့အထူးတန်တမန်တအူးကလေးလာသူအဖြစ်နဲ့တရုတ်ဝင်တက်ရောက်ခဲ့ပါတယ်။2015ခုနှစ် တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့မြန်မာအစိုးရကြားဆွေးနွေးပွဲတွေအဆင်ပြေချောမွေ့စေဖို့ဆောင်ရွက်ရမှာလေတရုတ်ကအရေးပါခဲ့ပါတယ်။အလားသိမ်းပြီးနောက်ပိုင်း၂023ခုနှစ်ရဲ့မကြသေးတဲ့အချိန်တုန်းကလည်းတရုတ်အထူးတန်တမန်ကမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့တွေ့ဆုံခဲ့ပါသေးတယ်။ဘာကြောင့်တရုတ်ကအခုလိုဆွတ်ဖက်နေရသလဲလို့မေးရင်ပြန်ဖြေရှင်းရမယ့်အကြောင်းရင်းတွေကအများကြီးပါပဲ။ပထမတစ်ချက်က ဘေကျင်းရဲ့ရေရှည်မဟာဗျူဟာစီဝါကြီးပါတရုတ်နဲ့နီးကပ်နေတဲ့ဝါပီနယ်လူဒေတာတွေရဲ့နေဆက်တည်ငြိမ်ရေးကမြန်မာနိုင်ငံနဲ့ပတ်သက်နေပြီးဒါကတရုတ်ရဲ့ဦးစားပေးမှုဝါဒပါပဲနောက်ထပ်အရေးကြီးတဲ့အချက်ကလူမျိုးရေးပဋိပက္ခတွေတရုတ်နယ်ဆက်စီရောက်လာမယ့်ကိစ္စပါဒါကြောင့်လဲ UWSA ဒေတာလွင်မှာဖြစ်ပွားနိုင်တဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးတရုတ်မှာစိုးရိမ်စိတ်ရှိနေပါတယ် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကတရုတ်ရဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုတွေကိုအဆိုးရွားဆုံးထိခိုက်နိုင်ပါတယ်။အထူးသဖြင့်ရေနံနဲ့သဘာဝတန်ခွေပိုက်လိုင်းမှာနောက်ထပ်တွန်းအားကတော့မြမပြည်တွင်းရေးမှာတရုတ်ကဥဆောင်အခမ်းကဏ္ဍကလည်းပါဝင်လို့စိတ်ပါတရုတ်မလို့ရှင်ဆုံးကတော့မြန်မာနဲ့အမေရိကန်နှိဆက်သွားမှာကိုပါပဲညီကုံ ဖော်ပြခဲ့သမျှခြုံငုံတုံးသက်ကြည့်ရင်တရုတ်နိုင်ငံကဗမာပြည်ကွန်မြူနစ်ပါတီကိုထောက်ခံအားပေးတာတွန်လန်ရေးအတွေးခေါ်တွေပို့ချပေးတာစတာတွေကြောင့်1960ပြည့်လွန်နှစ်တွေကတည်းကဝါပြည်နယ်မှာတရုတ်တွေရှိနေခဲ့ပြီးဖြစ်ပါတယ်ဒေသတွင်းငြိမ်းချမ်းရေးကိုထိန်းသိမ်းထားဖို့နဲ့စီးပွားရေးတိုးမြှင့်ဖို့ရည်ရွယ်ချက်နဲ့1960ပြည့်လွန်နှစ်တွေကစပြီးတရုတ်ရဲ့ဆွတ်ဖက်မှုကတိုးမြှင့်လာခဲ့ပါတယ်မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားတွေရဲ့ပြဿနာတွေကိုဖြေရှင်းရမှာ UWSA ကပို့ပြီးအခရာချနေပြန်ပါတယ်။ဘာကြောင့်လဲဆိုတော့ UWSA ကတိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ပြဿနာတွေမှာတရုတ်ကိုထိထိရောက်ရောက်ဒရင်စကားပါနိုင်တဲ့အတွက်ကြောင့်ပါပဲ။ဘုံမောင်